ကရင်ပြည်နယ်ကော့ကရိတ်မြို့နယ်ပိုင်ရွာမှာစာတင်ကြားနေတဲ့ကလေးတွေရှိရာကိုဘုံကျဲချခံရမှုတစ်ခုဇွန်လ9ရက်နေ့ကဖြစ်ပွားခဲ့ပါတယ်။ဒီဘုံကျဲခံရမှုနဲ့ပတ်သက်လို့စစ်ကောင်စီလက်ဝေကမီဒီယာဖြစ်တဲ့မြဝရီကနေတစင်းအချမ်းဘတ်တွေရဲ့လက်ချက်လို့ပြောဆိုထားတယ်လို့ထုတ်ပြန်ထားရလဲတွေ့ရပါတယ်။စစ်ကောင်စီ lobby channel တွေကနေလည်းဒါနဲ့ပတ်သက်ပြီးလက်နက်ကိုင်အချမ်းဘတ်သမားတွေကအကြောင်းကိုဘုံကျဲတက်ခဲ့တယ်လို့យေတာကြပါတယ်။ ဒါနဲ့ပတ်သက်ပြီးမျိုးစိမကချက်လက်စစ်ဆေးခဲ့ပါတယ်။လွတ်လပ်ပြီးအမီကိုကင်းတဲ့တရင်ဌာနတွေမှာစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ကော့ဂရိတ်မျိုးနွယ်တွေကပိုင်ရဲရွာကကလေးတွေစာစုတင်နေတဲ့နေအပေါ်ကိုဘုံကြပြီးကလေးငယ်၃ဦးနဲ့ဆရာမတဦးမျိုးသားတဦးတို့တိတ်ဆုံးခဲ့လို့ဖော်ပြပါတယ်။နောက်ပြီးမွန်ပြည်လူမျိုးရေးတက်မတော် MLA ရဲ့ပြင်ကြားရေးတာဝန်ခံကပိုင်ရဲရွာမှာတိုက်ပွဲမရှိဘူးလို့မျိုးစိမကိုပြေဆိုထားပါသေးတယ်။ကလေးငယ်လေးစာတင်နေတဲ့နေအိမ်ကိုစစ်ကောင်စီတပ်ကဘုံကျဲချတိုက်ခတ်ခဲ့တယ်လို့ဒေသခံတွေစီကနေသိရပြီး ကျဲချတဲ့ဘုံကုံပုံတွေနဲ့ဘုံကျဲခံရပြီးနောက်မြင်ကွင်းတွေကိုလည်းမြစည်းမကသတင်းဖော်ပြထားပါတယ်။ကျဲချလိုက်တဲ့ဘုံဟာလူများသိစေနိုင်တဲ့ cluster ဘုံမျိုးစာဖြစ်ပါတယ်။ဘုံကုံမှာအနီရောင်ဆင်းလိုက်တစ်ချောင်းပါဝင်ပါတယ်။ဒီလိုပုံစံသူဘုံကုံကိုမတ်၂၁ရက်ကမောင်းသတင်းစာမျက်နှာကနေဖော်ပြခဲ့တဲ့ ကဘာရှိအောင်ဝင်နေစီရင်ဝင်မြောက်ဦးမြို့ကိုစစ်ကောင်စီဘုံသီး23လုံးကံကျဲချတိုက်ခိုက်ဆိုတဲ့သတင်းမှာစစ်ကောင်စီအုံပြုခဲ့တယ်ဆိုပြီးဖြန့်ဝေခဲ့တဲ့ cluster ဘုံခုံပုံနဲ့တူတူပဲဖြစ်ပါတယ်။ဒီလိုတူညီတဲ့ဘုံခုံကိုကြည့်ရင်ကော်ဂရိတ်မြို့နယ်ပိုင်ရဲရွာကိုလေကြောင်းနဲ့တိုက်ခိုက်တာစစ်ကောင်စီတပ်ဖြစ်တယ်လို့ကောက်ချက်ချလို့ရပါတယ်။ ဒါကြောင့်စစ်ကောင်စီတပ်ဟာကလေးရီစာစုတင်နေတဲ့လူနေအိမ်ပေါ်ကိုဘုံကျဲတိုက်ခတ်ခဲ့ပြီးရခိုင်နီးလန်းများတိုင်းလက်ဝိတ်ခံမီဒီယာတွေ lobby channel တွေကလည်းတစင်းသတင်းတူတွေနဲ့ဒီပစ်ခတ်မှုကိုဖုံးကွယ်နေကြတာပဲဖြစ်ပါတယ်မြစီမားကိုကြည့်ရှုအားပေးနေတဲ့သူအနေနဲ့လည်းစစ်ဆေးစီခြင်းတဲ့တဲ့င်းတွေရှိခဲ့ရင်မြစီမားကိုပေးပို့လို့ရပါတယ်။ပေးပို့မယ်ဆိုရင် t.ly/ajfpz ဆိုတဲ့ link ကိုရိုက်ထည့်ပြီးစစ်ဆေးစီခြင်းတဲ့တဲ့င်းအကြောင်းအရာကို link နဲ့တကွာပေးပို့ပေးပို့မြစ်တာရက်ခန့်အပ်ပါတယ်။ လောကောမီဒီယာကိုဆက်လက်ရပ်တည်နိုင်ဖို့ပြည်သက်တွေထောက်ပံ့ပေးမှာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့် Missima TV YouTube Channel မှာမမဝင်ပြည့်ချက်ကိုဦးနှိုင်းကြောင်းလေးအသိပေးထိတ်ခေါ်လိုက်ပါစေ။